thank uh you -huh. င်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဘကိုးမျိုးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု၄နှစ်ပြည့်နေမှာဥဆောင်နေနေခဲ့တဲ့တမ89တမမှုပုံမှုချုပ်အောင်တအုပ်နဲ့စစ်သား150ကျော်ကိုအရှင်ဖမ်းမိပြီးတမ89တရက်လုံး PDF ကချိန်မုံနေကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးနောက်နိုင်ငံတော်ဆန္ဒပြပွဲမှာဖြစ်ပျော်ခဲ့ရမှာဘကိုးမျိုးတစ်ခုလုံးမှာလည်းလမ်းပေါ်တွေထွက်ပြီးစစ်အာဏာရှင်ကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နေစဉ်ပဲခူးတစ်မျိုးလုံးလူငယ်တွေကဥဆောင်ပြီးပြည်သူတရက်လုံးစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေချင်းချင်းတဲ့ချက်ပြန်မကြငင်းကြမ်းစွာနဲ့လမ်းမတွေထပ်မဆန္ဒပြခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အာရုံမတက်မီပဲခူးမျိုးပေါ်ရှိဆန္ဒပြသပိတ်စခန်းတွေကိုတမ89တင်တကဥဆောင်ပြီးအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်နှိမ်နင်းခဲ့ပြီးလူငယ်များနဲ့ပြည်သူ80ကျော်တမနဲ့တင်ဆောင်ခဲ့ရပါတယ်။ 2021ခုနှစ်အေဗီလာကိုရန်နေမနက်၄နာရီချိန်ကစပြီးပဲခူးမျိုးရွှေမော်တော်ဖျားပတ်ဝန်းကျင်ရက်ွက်များလိပ်ပြာကန်နီးရှိစံတော်ကွင်းမက်ကတင်အင်းဝင်ပုံနာစုမှော်ကန်လိပ်ပြာကန်ရက်ွက်တွေရှိတပိတ်စကန်တွေကိုတမ89တက်တွေကဦးဆောင်က RPG လက်နက်ကြီးတွေနဲ့ပြခန့်ခြင်းလက်ပစ်ပုံများအသုံးပြုခြင်းအပါဝင်စစ်တုံးလက်နက်တွေနဲ့စစ်ပွဲတပွဲတိုက်တလို့ဆန္ဒပြလူငယ်တွေကိုအကြမ်းဖက်ပြခန့်နေနေခဲ့ပါတယ်။ အဲ့လိုအကြံဖတ်နေနေမှုတွေနဲ့ဒူးတပိတ်စကန်တွေကိုကင်းဆောင်နေတဲ့လူငယ်တွေရဲ့အလောင်းတွေမှာစုပုံသွားခင်ရပြီးပကိုးတမျိုးလုံးရက်ွက်တွေမှာကဘာပြတ်တဲ့အလားဖြစ်သွားခင်ရပါတယ်။တမ89ဦးဆောင်တဲ့တပ်တွေကတပိတ်စကန်များပဲမဟုတ်တော့ပဲဆန္နာပြတပိတ်များကိုကူညီထောက်ပံ့နေလို့နာမည်ထွက်တဲ့ပြည်သူများ NLD ပါတီများနိုင်ငံရေးတကြွလှုပ်ရှားသူတွေနဲ့အိမ်တွေကိုဝင်ရောက်စီးနင်းကရိုင်းနှက်တပ်ဖြတ်မှုတွေကိုလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။တမ89ဦးဆောင်တဲ့စစ်တပ်က2022ခုနှစ်အေပီလ9ရက်နေ့တရက်လုံးပကိုးမြို့ပေါ်မှာဆန္နာပြ သူတွေကိုပိတ်ဆို့အကြမ်းဖက်တပ်ဖြန့်နှိမ်နှင်းရင်းပြစ်ခတ်တောင်းကျခဲ့တဲ့အတွက်ပဲခူးမျိုးပေါ်မှာပြည်သူများနေအိမ်များမှာထွက်ပြေးရတဲ့ဒီအခြေအနေများမှာစိုးရွားပြင်းထန်ခဲ့ပါတယ်။ မနေ့ကအီဗီလာကိုရန်နီမှာတမ89ကဥဆောင်ကျူးလွန်ခဲ့တဲ့ပဲခူးမျိုးအစုလိုက်ပြုံလိုက်တက်ဖြတ်မှုရဲ့လင်းမြင့်ပြည်နေနှစ်ပတ်လည်နေဖြစ်ပြီးအဲ့ဒီနေ့မှာပဲတမ89တမမှုပုံမှုချုပ်အောင်တပ်ဦး DSC 42မှာတချိန်ကဆန္ဒပြလူငယ်များအခုမှတော့ဖြီသူကာကွယ်တက်တဲ့ရဲဘော်တွေလက်ထဲမှာစစ်တုံးပန်းဖြစ်အရှင်ဖန်စီခံလိုက်ရပါတယ်။အီဗီလာ9ရက်နေ့အင်းတော်မျိုးရှိစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်စခန်းဖြစ်တဲ့ဂျပန်လိုင်းကိုစစ်တပ်စခန်းမှာဆုံးခွာခဲ့တဲ့ပုံမှုချုပ်အောင်တပ်ဦးနဲ့ဒူးစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ကို PDF စ်တပ်များကအီဘီလာရှီယန်နီညပိုင်းမှာလက်ရအရှင်ဖမ်းဆီးရရှိလိုက်ပါတယ်တချိန်ကဘကိုးနဲ့ရန်ကုန်ရှိလမ်းမတွေပေါ်မှာတင်ရဲတဲ့ကောင်ထွက်ခဲ့လို့ကြွေးကြော်ရင်းလက်နက်မဲ့ဆန္ဒပြလူငယ်များနဲ့ဖြီသူများကိုရှမ်းကတပ်ဖြတ်ခဲ့တဲ့တပ်မ89တပ်မကြီးရဲ့ဦးဆောင်သူပုံမှုချုပ်အောင်တပ်ဦးနဲ့တပ်ဖွဲ့ဝင်တွေက၄နှစ်အကြာမှာ၎င်းတို့ချင်းချောက်ပစ်ခတ်ခဲ့တဲ့တော်လိုင်းလူငယ်တွေရဲ့လက်အတွင်းကိုကြားရောက်ခဲ့ရပြီဖြစ်ပါတယ်။ ဘယ်မေ့မလဲအဲ့ဒီနေ့2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အစောကြီးလူငယ်လေးတွေသွေးတွေနဲ့သွေးယူသွေးတဲ့နဲ့ပြေးလွှာရင်တည်ဆုံးခဲ့တာတွေဘယ်မေ့မလဲပြမနေ့ကတမ89တမမှုနဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေမိရဲဆိုတဲ့သတင်းတွေတက်လာတော့ဝင်းဆိုတာစစ်ခွေးတွေအတွက်လေးနှစ်ကြာမှတကယ်ကြီးဖြစ်လာတာပဲလို့တွင်ရင်ကျင်းတဲ့တမ89တမမှုနဲ့စက်ကောင်စီတပ်သားတွေကို NUG စစ်ကုံရုံနဲ့တရားစီရင်အဖြစ်ပေးတာတွေလည်းမြင်ကျင်းနေစစ်တပ်လက်ချက်နဲ့ကြာဆုံးခဲ့တဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကြင်အောင်လုပ်ပေးတဲ့လေလို့ပကိုးမျိုးပုံနာစုရ က်ွက်မှာလက်ရှိအချိန်ထိနေထိုင်နေစဉ်ပြည်သူတောင်ကဆိုပါတယ်1966ခုနှစ်ဇွန်လ6ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့အမှတ်89ချီမြတ်တမဌာနချုပ်ရဲ့တက်တန်း59နှစ်ကြာမြင်လာခြင်းအဆိုပါတမ89ရဲ့တမမှုနဲ့စစ်သားရာချီမှာတက်တန်း၄နှစ်သားရှိရဲ့ပြည်သူကာကွယ်တပ်မတော် PDF လက်မှာစစ်တုံ့ပန်းအဖြစ်ကြားရောက်သွားခဲ့ခြင်းကတမိုင်းတွင်တဲ့ຫນွေဦးတော်လိုင်းရဲ့အောင်မြင်မှုအဖြစ်တော်လိုင်းရဲဘော်တွေကတုံ့သက်ပြောဆိုပါတယ် ဆက်လက်ပြီးအခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှုရှိရဲလို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အတူရောင်ရွေးကောက်ပွဲမှာတက်စင်လက်ရှိတော်လိုင်းကိုမြည်တိအပြောင်းလဲတစုံတရာမှာဖြစ်စေနိုင်မှာမဟုတ်လို့ NUG ပြောရေးဆိုခွင့်ရှိသူတောင်းတတယ်လို့တင်ရပါတယ်။မြန်မာပြည်သူများအလို့ရှိတဲ့နိုင်ငံရေးအစင်ထင် Federal Democracy စစ်စစ်မှန်မှန်ရတဲ့ဒီဆက်သွားမယ်လို့ဆိုပါတယ်။အာနာသိန်းစစ်ကောင်စီကအခုနှစ်ကုန်ပိုင်းလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အရတင်ရပါတယ်။စစ် ောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတည်ရန်ဝင်သတ်မှတ်ကြေညာခြင်းမရှိတော့လဲနိုင်ငံရေးပါတီလျှောက်ထားတည်ထောင်လို့သူတွေကိုအသိပေးကြေညာချက်ထုတ်ပြန်ရမှာ2025ခုနှစ်အထူးထူးရွေးကောက်ပွဲတွေကိုဒီဇင်ဘာလအတွင်းကျင်းပဖို့ရှိကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအင်အားပြင်းငလင်ဘေးဒဏ်ကိုမြန်မာပြည်သူများအပြင်းထန်ခံစားနေရပြီးတော်လိုင်းတက်တွေကနိုင်ငံတော်ရှိမျိုးပေါင်း66မျိုးကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးနိုင်ငံအနှံ့ရွေးကောက်ပွဲ Nationwide Election ကိုကျင်းပမှာမဟုတ်တဲ့အပြင် စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခွင့်အာဏာလည်းမရှိကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်မင်းရောက်နိုင်ဦးဆောင်တဲ့အကြံဖက်စေအောင်စုကတိုင်းပြည်အာဏာကိုမတရားလုယူဖို့ကြိုးစားနေတဲ့အကြံဖက်အဖွဲ့သားလင်းဖြစ်တဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရမဟုတ်ဘူးအဲ့ဒီအတွက်ရွေးကောက်ပွဲတရားကျင်းပပိုင်권သူ့မှာမရှိဘူးလက်ရှိငလင်ဘေးဒဏ်ကြုံတွေ့နေရတာအပါအဝင်လက်ရှိစစ်ကောင်စီကတိုင်းပြည်ရဲ့၂၀ရာခိုင်နှုန်းကျော်ကျော်လောက်ကိုပဲအကြံဖက်စေအောင်စုကစုံမထားနိုင်တဲ့အခြေအနေဖြစ်တာပေါ့လို့ဦးနေဖုံးလက်ကဆိုပါရယ် ဆက်လက်ပြီး၎င်းကလက်ရှိအနေအထားအရ reality အရဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့လည်းမင်းအောင်လိုင်းပါဝင်စစ်အာဏာယူတွေကတော့တည်နေတိုင်းပဲလုံးလို့ရတဲ့နေရာလေးမှာဓာတ်ပုံရိုက်အဖြစ်လုံနောက်ပြီးတနတ်တွေနဲ့ပြည်သူကိုတနတ်ထောက်ချင်းချပြီးတော့မဲထွက်ပြီးခိုင်တာမျိုးဒါမျိုးတွေလုံလာနိုင်ခြင်းရှိတယ်အဲ့ဒီလိုမျိုးဖြစ်လို့ပြီးဆိုရင်လည်းအများကြီးလုံလိုက်တယ်လို့အလိန်ညာတွေနဲ့လုံဆက်တွေနဲ့အဲ့ဒီလိုဆောင်ရွက်သွားနိုင်တဲ့အခြေအနေရှိပါတယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့အတူရောင်ရွှေကောက်ပွဲမှာတစင်လက်ရှိဒေါ်လာရင်ကိုမြည်တိအပြောင်းလဲတစုံတရာမှာဖြစ်စေနိုင်မှာမဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ါအပြင်စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဆိုတာက2008ပွဲစီပုံအခြေခံဥပဒေအောက်မှာဖြစ်ပြီးအဲ့ဒီ2008အခြေခံဥပဒေကမြန်မာပြည်သူများနဲ့ Federal Democracy အတွက်လမ်းအိုလမ်းပြန့်ဖြစ်ပြီး Federal Democracy ကိုမရောက်နိုင်ကြောင်းကိုတတိပြပြီးဖြစ်ကြောင်း Democracy ရေးတက်ကြွလှုပ်ရှားသူမတ်တင်စာရှင်လည်းကြီးကမှတ်ချက်ပြုပါတယ်။ စစ်ကောင်စီကိုယ်တိုင်ကဒီဥပဒေကိုချိုးဖောက်ပြီးအာဏာသိမ်းခဲ့တယ်ပြောရမယ်ဆိုရင်သူကိုယ်တိုင်မလင်းစားတဲ့ဥပဒေအောက်ကနေရွေးကောက်ပွဲကိုပြန်လုပ်မယ်ဆိုတာကအတုယံတသက်သားလင်းဖြစ်တယ်နောက်တစ်ခုကတကမာလုံးကိုအယူလုပ်ဖို့အတွက်ထွင်တဲ့စတန်တစ်ခုပေါ်လို့၎င်းကဆက်ပြောပါတယ်ဒါပေမဲ့ဆေးရောက်စုအတုံးပြုမဲ့နီလန်းတွေကိုမြန်မာပြည်သူတွေကသိရှိပြီးဖြစ်ခါမြန်မာပြည်သူများအလိုရှိတဲ့နိုင်ငံရေးအစင်တီဖက်ဒရယ်ဒီမိုကရေစီစစ်စစ်မှန်မှန်ရတဲ့အထိဆက်သွားမှာဖြစ်ကြောင်းမတ်တင်စာရှင်လက်ကြီးကပြောပါတယ်အာဏာသိမ်းစကောင်ဆောင်မီအောင်လိုင်းကအာဏာသိမ်းပြီးတနည်းအကြာ2022 2022ခုနှစ်ကလေးကရွှေကပွဲကျင်းပမယ်လို့ကြွေးကြော်လာခဲ့တော့လေ2024ခုနှစ်ကုန်ပိုင်းမှာသာကျင်းပမယ်ကာလကိုသတ်မှတ်ပြောဆိုခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မလအတွင်းကဒီမိုကရေစီအာဏာရှင်ရုရှားနဲ့ဘယ်လာရုစ်တို့ကိုတွားရောက်စဉ်2025ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီမှာရွှေကပွဲကျင်းပမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကထုတ်ပေါ်ပြောဆိုပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကိုလာရောက်စဉ်ဒေသရင်းခေါင်းဆောင်တွေကို2025ဒီဇင်ဘာမှာရွှေကောက်ပွဲကျင်းပမှာဖြစ်ကြောင်းအာနာသိန်းစစ်ခေါင်းဆောင်ကထပ်မံပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကရွှေကောက်ပွဲကျင်းပမယ်လို့ဆိုတာလဲတော်လိုင်းတပ်ဖွဲ့တွေကနိုင်ငံတော်အနည်းဆုံး66မြို့ကိုတင်ပိုက်ထိန်းချုပ်ထားပါတယ်။မသိမ့်ပိုင်ရသေးတော့လဲတော်လိုင်းတပ်တွေကမြို့ပပလဲကိုဝင်းရံပိတ်ဆို့ဖျက်တောက်ပြီးစိုးမိုးထားတဲ့ဒေသတွေအများပြားလဲရှိပါတယ်။ရခိုင်ကတိုက်ပွဲမဖြစ်ခဲ့ဘူးတဲ့အေရီတိုင်းမှာတော့2025ခုနှစ်မှာ တိုက်ပွဲတွေဖြစ်ပွားလာပြီးတိုက်ပွဲမဖြစ်သေးတဲ့တိုင်းနယ်ပြည်နယ်မှာတနိုင်ငံလုံးမှာမကျန်တော့တအားဖြင့်တော်လိုင်းတပ်တွေကအဓိကလမ်းမကြီးတွေကိုထိန်းချုပ်ဆုံးမနိုင်မှုမှာလည်းပုံများလာပါတယ်ဒီအချိန်ဒီမှာစစ်ကောင်စီကရွှေကောက်ပွဲလုပ်မယ်လို့ပြောနေတာဖြစ်ပြီးအာနာသိန်းကောင်ဆောင်ကရွှေကောက်ပွဲကိုနှစ်ပိုင်းခွဲလုပ်မယ်လို့ပြောထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်